2025ခုနှစ်ဧပြီလ30ရက်နေ့နာနဲ့6နာရီဂျိုရူကပြီးပို့တဲ့အချက်လက်များနဲ့မြန်မာနိုင်ငံရာသီဥတုအခြေများကိုဆက်လက်လည်လာတုံ့တက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ဂျိုရူကတရားရှိတဲ့တိုက်တာချက်များအရမြန်မာပြည်တဲကိုတိုက်ခတ်နေတဲ့၄ဘူးစီးကြောင်းဟာ AR မြေယိုးမှအပေါ်ကိုတက်သွားသလိုပဲမြောက်ဘက်ကဆင်းလာတဲ့၄စီးကြောင်းဟာမုံရွာနားမှာ စုံရက်ဖြစ်ပြီးတော့လေဆိုင်ဝဲလေးတစ်ခုဖြစ်နေပါတယ်အဲ့ဒီလေဆိုင်ဝဲကြောင့်မလို့ဒီမှာ graphic ပြတဲ့ scale တွေနဲ့ဂျိုရုတွေတိုင်းတာကြဲရပတ်လဲတိုက်ခတ်မှုဖြစ်နေတာတွေ့ရပါတယ်တနည်းအားဖြင့်ကျွန်တော်တို့အသေးစိတ်ကြည့်မယ်ဆိုရင်တော့မြန်မာပြည်လေဘန်းကတက်သွားတဲ့လေဟာရှမ်းပြည်တောင်တန်းကြီးကနေပတ်ပြီးတော့ကျွန်တော်တို့ညောင်းနာတီဆင်းလာတာကျွန်တော်တို့တွေ့ရပါတယ် ကျွန်တော်တို့သတိထားမှာအောက်ကတက်လာတဲ့လေဘူးကအပေါ်ကဆင်းလာတဲ့လေအေးကိုရိုက်ချတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဏီမုံရွာစောညောင်ကြားထဲမှာမြေဆိုင်လေတိုက်ခတ်မှုဖြစ်ပြီးတော့လေစုံကျက်ဖြစ်တဲ့အခါမှာပြင်းထန်တဲ့ဒီပြင်းတိုက်ခတ်မှုတွေကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်။နေ့လယ်12နာရီရောက်တဲ့အခါမှာတော့ကုံတွင်းအပူချိန်စုပ်ယူမှုကြောင့်မလို့ မြမာပြည်အလဲပိုင်းမှာဆက်လက်လေတုရှုပ်ထွေးမှုတို့မဟုတ်ပတ်လေတိုက်ခတ်မှုတွေဖြစ်တဲ့ကြောင့်မလို့ကောင်းငင်ပေါ်ကဆင်းလာတဲ့မိုးရေတွေကိုဘလို့ဗမာပြည်မြေကြီးပေါ်ကြမလဲဆိုတာဆက်လက်လည်လာကြဒီကနေ့မနေ့6နာရီတိုင်းတာကျဲရဘင်္ဂလားပင်လယ်မှာရေငွေ့ထုတ်လုပ်မှုဆက်လက်မြင့်မားနေပြီးတော့ဒါကတော့အညိုရောင်တွေက အနိုင်မှရှိတဲ့တိမ်တွေဖြစ်ပြီးတော့ ဝင်လာတဲ့လေစီးကြောင်းနဲ့ပါလာတဲ့ရေငွေ့တွေကမြန်မာပြည်အလယ်ပိုင်းရဲ့အပူလှိုင်းထုတ်လုပ်မှုကြောင့်ကောင်းငင်ပေါ်တက်သွားပြီးတော့တောင်တန်းရဲ့အေးအေးမှုနဲ့တွေ့ပြီးတော့မိုးဖြစ်ရွာကျရင်းနဲ့ဒီကနေ့မနေ့6နာရီရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာနေရာစိတ်စိတ်မိုးရွာသွန်းတာကိုကျွန်တော်တို့ခမန်းစက်တွေကပြသနေပါတယ်အထူးသဖြင့်မန္တလေးတိုင်းအထက်ပိုင်းမှာရှိတဲ့ မန္တလေးရွှေဘိုနတ်တူကြားမှာမိုးရေချိန်နှစ်လက်မဝန်းကျင်အထိမိုးရွာသွန်းနိုင်ပါတယ်ကျွန်တော်တို့ကာမကောင်းစွာနဲ့မကွေးတိုင်းကတော့အခုတည်းအထိ တချို့နေရာတွေမှာမိုးမကြနိုင်သေးပါဘူးတာချေလေးမဲဆိုင်မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေမှာ ဖြစ်ပါတယ်မြောက်ရီမဲဆောက်အောက်ဖက်ဖလူဒေသမှာဆက်လက်မိုးရရှိမှာဖြစ်ပါတယ် မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာလေမြမာပြည်အနှံ့ပြားနေရာစိတ်စိတ်မိုးဆက်လက်ရွာသွန်းပြီးတော့ချင်းမိုင်နဲ့တာရှိလိတ်ကြားမှာမိုးနှဲငယ်များနိုင်ပါတယ်ထို့အတူရှမ်းပြည်နယ်အလယ်ပိုင်းမှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်နေ့လယ်7နိုင်ရနေပြီးတော့ညနေ6နိုင်တွင်မှာဆိုရင်တော့မြမာပြည်အနှံ့ပြားဆက်လက်မိုး ရွာသွန်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီမှည7နာရီရောက်လို့ရှိရင်လည်းကျွန်တော်တို့တက်လက်ပြီးတော့မိုးရွာသွန်းနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးပါသွားနိုင်ပါတယ်။ကျွန်တော်တို့သတိပြုရမယ့်ချက်ကတော့စောစောကပြောတယ်မကွေးခရိုင်နဲ့ပြည်ခရိုင်နေပြီးတော့ကြားမှာနေရာကွက်ပြီးတော့မိုးများနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ် အဲ့ဒီတော့30ရင်းနေတရလုံးလုံးရနိုင်မဲ့မိုးရေချိန်တွေကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နေပြည်တော်မကွေးပြည်ကြားမှာမိုးရေချိန်နှစ်လက်မဝန်းကျင်ဒီပါ ရရှိနိုင်တယ်လို့ပဲပြည်အောက်ပိုင်းရခိုင်ပြည်နယ်တောင်ဘက်အေရာဝတီတိုင်းရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းတို့မှာမိုးများနေတာတွေ့ရတယ်လို့ပဲရှမ်းပြည်နယ် နမ်တူနဲ့ရွှေဘိုမန္တလေးတိုင်းအရှိပက်ရှမ်းပြည်တစ်ခုလုံးဟာဆိုလို့ရှိရင်မိုးရေချင်းနှလမနီပါအထိမိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ချင်းမိုင်နဲ့ချင်းရိုင်းကြားမှာလည်းဆက်လက်ပြီးတော့မိုးကြီးနိုင်လို့ပဲမဲဆောက်မှာမိုးနှင်းငယ်ကြွာနိုင်ပါတယ်။ဘန်ကောက်မှာတော့မိုးကင်းစင်သွားတာတွေ့ရပါတယ်။လာမဲ့တရက်နေ့မနေ့ တဏ္ဍာရီရနေပြီးတော့မနေ့6နာရီအတွင်းမှာဆိုရင်ဗမာပြည်အနှံ့အပြားမှာဆက်လက်ပြီးတော့မိုးရွာသွန်းနေပြီမယ်လေကရင်ပြည်နယ်တနင်္လာရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာမိုးအနှဲငယ်ဆဲသွားပြီးတော့နေရာကွက်ကြားလောက်သာရွာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့သတိထားမှာတော့မန္တလေးရွှေဘူနမ်တူကြားမှာရှိတဲ့ဒေသ မှာကတော့မိုးဆက်လက်များနိုင်ပါတယ်။မနေ့6နိုင်ရနေရောနေ့လယ်7နိုင်ရောက်တဲ့အခါမှာလည်းမြမပြည်အနှံ့ပြားနေရာကွက်ကြားဆက်လက်မိုးရွာသွန်းပေမဲ့လည်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာမိုးပြတ်သွားနိုင်ပြီးတော့ချင်းမိုင်မှာမိုးနှဲငယ်ရွာသလိုပဲမဲဆောက်မှာမိုးပါသွားပြီးတော့ဘန်ကောက်မှာလည်းမိုးမရှိတော့ဖြစ်သွားပါတယ်။ နေ့လယ်ဆန်းနိုင်မှာညနေ6နိုင်ရောက်တဲ့ခါမှာတော့မြမာပြည်အနှံ့ပြားမှာဆက်လက်မိုးရွာသွန်းနေပြီးတော့ရခိုင်ရိုးမနဲ့ချင်းတောင်တန်းပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးပါသွားပြီးတော့တနင်္လာနေ့တိုင်းမှာဆက်လက်ပြီးတော့မိုးကျနိုင်ပါတယ်။တရက်နေ့ညနေ6နာရီကနေပြီးတော့ညနေ7နာရီတွင်မှာတော့ မြမပြည်အနှံ့ပြားမှာနေရာကွက်ကြားဆက်လက်မိုးများနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ချင်းတောင်တန်းဒေသပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲကျွန်တော်တို့ငလျင်ဒေသမှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းနေမှာ ဖြစ်ပါတယ်ထို့တူချင်းမိုင်ချင်းရိုင်းတာချိလိမ့်မှာပြန်ပြီးတော့မိုးကျနိုင်တယ်လို့ပဲဘိတ်တဝဲဘက်မှာလည်းမိုးကျနိုင်ပါတယ် ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မှာတော့မိုးပွားသွားတာတွေ့ရပါတယ်မေလ၁ရက်နေ့24နာရီမိုးရေရရှိနိုင်တဲ့ခမန်းချက်ကိုပေါင်းစပ်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့မြန်မာပြည်အလဲပိုင်းချင်းတောင်တန်းရခိုင်ရိုးမမြောက်ပိုင်းရခိုင်ရိုးမတောင်ပိုင်းရှမ်းပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးရေကြီးနှစ်လမ်းမဝန်းကျင်ရရှိနိုင်တဲ့အနေအထား ရှိတဲ့အကြောင်းမလို့ကြိုတင် ပြင်ဆင်ထားဖို့သတိပေးလိုပါတယ်ထို့အတူဘန်ကောက်မှာမိုးနှဲငယ်ကြသလိုပဲမဲဆောက်နားကဖလူးမှာမိုးနှဲနှဲကြမယ်ထို့အတူချင်းမိုင်ချင်းတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးကြမှာဖြစ်ပါတယ်နှစ်ရက်နေ့မေလရောက်တဲ့အခါမှာလည်းမြမပီတစ်ခုလုံးနေရာစိတ်စိတ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါသေးတယ်အဲ့ဒီဒေတာကတော့နေပြီးတော့ မန္တလေးရဲ့ရှေ့ဘက်ခြမ်းရှမ်းပြည်နယ်တစ်ခုလုံးဖြစ်သလိုပဲနေပြည်တော်အောက်ဘက်ရန်ကုန်တိုင်းမြောက်ဘက်အေရော်ဒီတိုင်းမြောက်ဘက်ရခိုင်ရိုးမပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုတနင်္လာရီတောင်လမ်းဒေသမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။၃ရက်နေ့မေလမှာတော့မန္တလေးတိုင်းအရှိမြောက်တောင်လမ်းဒေသတစ်ခုလုံးနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲအခြားဒေသတွေမှာတော့မိုးပါသွားပြီးတော့ကချင်းပြည်နယ်ရှမ်းပြည်နယ်မှာတော့ဆက်လက်မိုးပြားနိုင်ပါတယ်ထို့အတူစစ်တောင်းမြုံမှာမှလည်းဆက်လက်ပြီးတော့မိုးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုအစီအစဉ်တွေကိုကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ MP3 file နဲ့ကျွန်တော်တို့ဆက်လက်မျှဝေနေပါတယ်မိမိတို့မိတ်ဆွေများတရှိနိုင်ရန်အတွက်ပြင်ဆင်နိုင်ရန်အတွက်မျှဝေပေးကြပါအားလုံးကျေးဇူးတင်ပါတယ်